အားလုံးပဲမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမိကားကောင်းလေးရဲ့နာမည်ကတော့ဒေဘာဆိုတဲ့ရှာဟီကဘူးရဲ့နောက်ဆုံးထွက်ကားကောင်းမှာဇလန်လေးရဲ့အစမှာတော့မောင်လူချန်းကဆိုင်ကယ်မောင်းရင်းကားတိုက်ခံရတာကနေစပါတယ်။မောင်လူချန်းကိုကယ်ပေးခဲ့သူကမောင်လူချန်းရဲ့အတီးတဲကရဲရရှိတယောက်ပါမောင်လူချန်းကအတိတ်မမေ့ခင်အမှုတစ်ခုအကြောင်းကိုစုံစမ်းနေပြီးအဖြေထွက်ခံနေပြီဆိုတာကိုပြောပြတယ်။မောင်လူချန်းကိုမှတ်ဉဏ်တွေကိုပြန်ခေါ်လို့ရအောင်အတိတ်အကြောင်းလေးနဲ့ပြောပြတယ်။ အတိတ်မှာမောင်လူကျန်းကအရန်ခင်ရတဲ့တပ်ဖွဲ့ဝင်တငယ်ချင်းတယောက်ရှိပါတယ်တပ်ဖွဲ့ဝင်တငယ်ချင်းရဲ့နာမည်ကတော့မောင်လူပြော့ပါမောင်လူပြော့ကတော့မောင်လူကျန်းလို့မဟုတ်ပဲယူသားဖြူစင်သူတယောက်ပါမောင်လူကျန်းကတော့စိတ်ရှိရာရောက်လို့တက်ပြီးတစ်ဆက်နှစ်မရရင်လက်နှစ်ပြီးတက်သူပါတမျိုးမထင်ပါနဲ့ပါးစပ်နဲ့ကောင်းကောင်းပြောလို့မရတဲ့လူဆိုးတွေကိုလက်သုံးပြီးချတာကိုပြောတာပါ မောင်လူပြောရဲ့ရိုးသားဖြောင့်မတ်မှုအတွက်ရဲတပ်ဖွဲ့ကလျာရှည်စုပေးပါတယ်လျာရှည်စုကိုတက်ယူနေတော့မှာပဲရင်ဘတ်တိတဲ့ကိုတနက်ပြစ်ခံရပါတယ်မောင်လူချမ်းကတော့ဒီအကြောင်းတွေကိုအတိတ်မေ့နေပါပြီအတီးရဲသားတယောက်ကဒီအထိပဲရှင်းပြနိုင်ပါတယ်ကျန်တဲ့အမှုကတော့ကိုယ်တိုင်ဖော်ထုတ်ရမည်လို့ပြောတယ်မောင်လူချမ်းကတော့ဆက်ပါဖြစ်သွားလဲဆိုတာစုံစမ်းတယ်နဲ့မောင်လူပြော့ကိုတက်ခဲ့တဲ့လက်နက်ကအော်တိုမက်တပါအဝေးကနေရီမုတ်နဲ့ပြီးပြစ်လို့ရတဲ့တနက်ပါ မောင်လူကျမ်းရဲ့ကောင်မလေးကတော့မလမုံပါမလမုံဆိုပေမဲ့ငငယ်ကကြပြားလေးကလူနာကွေးဦးတူနစ်ထုတဲ့တူနာပြူတော့မဟုတ်ပါဘူးမလမုံကတရင်ထုတ်တဲ့လူတယောက်မောင်လူကျမ်းကအမှုစုံစမ်းရင်းနဲ့နောက်ဆုံးမှာတတ်ခဲ့တဲ့သူကိုတီးသွားပါပြီမောင်လူပြော့ကိုတတ်ခဲ့တဲ့သူကတော့မောင်လူကျမ်းကိုယ်တိုင်ဖြစ်နေတာပါမောင်လူကျမ်းကမွေးကျေးဇူးရှိတဲ့လူဆိုးတွေကိုကာကွယ်ပေးတာပါဒါကိုမောင်လူပြော့ကတီးသွားခဲ့ပါတယ် မောင်လူချမ်းကရဲတိုင်မှာဆိုပြီးရရှိစုပေးတဲ့နေ့မှာအဝေးထိန်ရီမုံနဲ့ပြစ်ခဲ့တယ်။မောင်လူပြော့ခွင့်လွတ်ပေးတဲ့ဗီဒီယိုကိုမောင်လူပြော့ရဲ့ကောင်းမလေးကပြခဲ့ပါဗါ။မောင်လူပြော့ကနေပံရောက်နေနေပါပြီ။မောင်လူချမ်းကတော့နောင်တရပြီးထောင်ထဲဝင်ခဲ့ရပါဗါ။မောင်လူချမ်းကတော့လိမ်မာသွားပြီမို့လို့ထောင်ထဲမှာရဲကိုကူညီပြီးနာမည်ကောင်းယူခဲ့ပါဗါ။ဒီကားလေးမှာပေးသွားတဲ့တင်ကန်းစာကတော့ဘယ်အရာမှလောလောလတ်လတ်ဆုံးဖြတ်ချက်မချပါနဲ့တစ်ခါတော့ထပ်ပြီးပြန်လည်ဆန်းစစ်ပါဆိုတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဘဝမှာနောက်တမရချင်ရင်ဆုံးဖြတ်ချက်တွေမချခင်တခါတော့စစ်ဆေးကြည့်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်